မုံတိုင်းနဲ့ပါလာတဲ့မိုးကြောင့်ပဲခူးတိုင်းပြည်မြို့နယ်တွေကကြက်သွန်ကင်းတွေရေမြုပ်ပျက်စီးကုန်ပါတယ်ဒီသတင်းကိုတော့မင်းညိုကပေးပို့ထားတာပါရှင်ပြည်ကရဲ့ Evela 56ရဲ့ဒီမှာမာရုတာမုန်တိုင်းနဲ့အတူပါလာတဲ့မိုးကြောင့်ပြည်မြို့နယ်တွေကမော်စာမထော် တွင်းပြီးစတဲ့အုပ်စုခြေရွာတွေကချက်သွန်ဒီစိုက်ခင်းတွေရေဝင်ပြီးရေထွက်ပေါက်မရှိတာကြောင့်စိုက်ခင်းတွေပြည့်စည်သွားကြတာပါအဲတော်တော်များတယ်တော်တော်များ 你家也是第第一天还是我懂的，第一天弄完没完。你说，听人家吃糖的，啊来。唔好人呢，啊提色人呢多来转，他这家人，家家他路来没有，那俺来过，路都路近你那边，谁也都没没到过，啊路偏。အဲ့လေမိုးကရောရောရေအထွက်ပေါက်မရှိတော့ဘူးလေထွက်ပေါက်မရှိတော့အကုန်နှစ်ပြီပေါ့စိုက်ခင်းနေအဲ့လိုပြည့်ကုန်တာပေါ့မိုးကရွာချိန်မဟုတ်တာရဲ့ဆယ်ရီတွေကလွတ်ထားတာတွေရဲ့အကြောင်း ရေထွက်ပေါက်များကိုလည်းဆယ်မျောင်းကဖောက်မပေးတာတွေရဲ့ကြောင့်အခုလိုအခြေအနေဆိုးသွားတာလို့စိုက်ခဲပိုင်ရှင်တယောက်ကဆိုပါတယ်။မိုးရွာတော့ကျွန်တော်မှဒုက္ခရောက်တာဒုက္ခရောက်တော့အဲကိုအနုနုနဲ့နှုတ်ရတာပေါ့အဲ့လိုတွေဖြစ်ကုန်ဆယ်ရတဲ့လွတ်ထွက်ပေါက်မရှိလို့အရေအင့်နေတော့မကျွန်တော်တို့မှဆုံးဆုံးတော့ပြေမြုပ်နေတဲ့မှာအဲ့ဒီရက်ကရွာတဲ့မိုးကမိုးရေချိန်9.4ခုလက်မှရှိပါတယ်အဲ့ဒီမိုးရေကြောင့် တောင်သူ122ဦးရဲ့ကျက်သွန်နီစိုက်ခင်း A က46.25 A ကရေမြုပ်ပျက်စီးသွားကြတယ်လို့စိုက်ပျိုးရေးဌာနကသိရပါဗျာ။ကျွန်တော်ဒီအခင်းတော့အများဆုံးပေါ့နော်ကျွန်တော်နေရာတော့အများဆုံးပြည်ပြီးတာ哦အဲတော့ကျွန်တော်ကဒီပစ္စည်းစုံစုံနဲ့ပါတွေကိုကျွန်တော်တို့ကထူးခြားဖြစ်စဉ်အဲဆိုင်ဘူးဥထာဏအနေနဲ့ထူးခြားဖြစ်စဉ်အနေနဲ့ကျွန်တော်အထက်ဆစ်စစ်ကိုတင်ပြသွားပြီးတော့အော်တင်ပြသွားမှာဖြစ်ပါတယ်ဟိုထက်ဆစ်စစ်ရနေအတိုင်းဆူရလို့ပါတော့နေကျွန်တော်ဟိုပြန်ပြီးတော့တောင်သူတွေအတွက်ဒီတဘောဖေးဖြစ်တဲ့တော့ကြောင့် ပြန်ပြီးတော့ဘောနော်ဟိုကြီးရှုမယ်ဆိုလို့ရှိရင်လည်းကြီးရှုလို့ရအောင်ကျွန်တော်တို့ဘက်ကလက်နေတော့စူးစမ်းပြီးတော့စစ်စစ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်။ချက်သွန်ဒီဆိုင်ခင်းအပြင်နည်းနည်းပင်ဂျင်ကာဘူးတခွာရွှေဖယုံစတဲ့တီးနှံတွေလည်းအများအပြားပျက်စီးသွားခဲ့ပါတယ်။ချက်သွန်ဒီကတော့တံပိုးမြင်ပြီးအဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။လက်ရှိပေါက်ဈေးအရချက်သွန်ဒီကတပိတ်တာကိုတထောင်ကျပ်ပေါက်ဈေးရှိပြီးတေကကိုပိတ်တာလေးတောင်ကထွက်ပါတယ်။စုစုပေါင်းရေနစ်ဧကပေါင်းအရဆိုရင်3840ကျော်ကိုဆုံးရှုံးသွားပါတယ်။ ရေကတော့ဒီနေ့ဧပြီလ19ရက်နေ့ထိမြေမြုပ်နေဆဲဖြစ်ကစိုက်ခင်းပိုင်ရှင်တွေကရနိုင်သမျှနှုတ်နေကြဆဲပါပဲကျွန်တော်မင်းညိုပါခင်ဗျာ